မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ17ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စခန်းတိုက်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းရွှေကျင်မြို့နယ်ခမရ968တရင်ဌာနချုပ်ကိုတိုက်ခိုက်သိမ်းပိုက်ရမှာစစ်သားအလောင်း30တွဲရှိခဲ့ရပြီးတော့စစ်တုံးပန်း6ဦးနဲ့မိသားစုဝင်9ဦးကိုဖမ်းဆီးရမိကလက်နက်မျိုးစုံ83လက်နဲ့ ဂျမ်းမာဆက်သုံးလုံးနဲ့ခဲယားများကိုတင်စီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ၈ရက်နေ့ပဲခူးတိုင်းရွှေကျင်မြို့နယ်ညောင်ချောင်ကျေးရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံခမရ968တိုက်ရင်ဌာနချုပ်ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီတိုက်ပွဲမှာစစ်သားအလုံး30ကိုတွေ့ရှိရပြီးတော့စစ်တုံးပန်း6ဦးနဲ့မိသားစုဝင်9ဦးကိုဖမ်းဆီးထိန်းသိမ်းရမိခဲ့တယ်လို့သိရပါဗါတယ်။စစ်ကောင်စီရဲ့တိုက်ရင်မှုအပါအဝင်အရာရှိများနဲ့ တပ်သားအယောက်90ခန်းဟာစခန်းကိုစုခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။လက်နက်ခရံသိမ်းစီရရှိမှုအနေနဲ့0.5စက်တနက်85နောက်ပွင့်87မမ60မမလက်နဲ့ကြီးများအပါအဝင်လက်နဲ့မျိုးစုံ83လက်ဂျမ်းမာဆက်3လုံးနဲ့ခဲရများကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်စင်ရေးမှာပြည်သူ့ကာကွယ်တပ်မတော် PDF တောင်ပိုင်းအမှတ်1စစ်စင်ရေးနယ်မြေနဲ့အမှတ်2စစ်စင်ရေးနယ်မြေတို့ရဲ့အစီအစဉ် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ၃ရဲ့ပူးပေါင်းပါဝင်မှုနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်တောင်ပိုင်းအထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF အထူးလှုပ်ရှားဗျူဟာအမတ်တဲစစ်ဆင်ရေးနယ်မြေဗျူဟာ၂၀ခွန်ကငကားကျူတက်ရင်တောင်ညိုတက်ရင်ခွန်ရှိ၃၅၅တက်ရင်ခွန်ရှိ၃၅၁တက်ရင်ဒေါနာတက်ရင် Southern Eagle တက်ရင် SOG တက်ရင် ရောင်နီ drone အထူးတပ်ဖွဲ့ Cloud Wings Drone အထူးတပ်ဖွဲ့ရန်ကုန်တိုင်းပတ်ကဖတိုက်ခတ်ရေးအဖွဲ့များမုံပတ်ကဖတိုက်ခတ်ရေးအဖွဲ့များအမတ်နဲ့စစ်စင်ရေးနယ်မြေဘူဟာ20က3ခွန်3ညာလေးတိုက်ရင်9တ3ညာတိုက်ရင်ရန်ကုန်ဘူဟာစစ်ကြောင်းဘကိုးတိုင်းပတ်ကဖတိုက်ခတ်ရေးအဖွဲ့များ LDF အဖွဲ့များဖြစ်ကြတယ် KRF UDF Rocket နဲ့ drone တပ်ဖွဲ့များကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ပြည်သူ့ကာကွယ်တပ်မတော် PDF တပ်ရင်းတပ်ဖွဲ့များနဲ့အတူကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ3ကတပ်ရင်း9နဲ့ drone အဖွဲ့များကလက်တွဲပြီးတော့တိုက်ပွဲဝင်ခဲ့ကြကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းညံခရိုင်မြင်းညံမြို့ပေါ်မှာပြည်သူများကိုအနိုင်ကျင့်စစ်ဆေးပြီးတော့ငွေတောင်းနေတဲ့ရင်းထင်းရဲများကိုမိုက်ခွဲတိုက်ခိုက်ရရဲတအုပ်အပြင်းထန်တိုင်းရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကမေလ10ရက်နေ့မနက်10:45မိနစ်ကမြင်းညာမြို့ကားကြီးခွင်ရဲ့မြောက်ဘက်မှာပြည်သူများအပေါ်အနိုင်ကျင့်ဆက်ဆဲမှုများပြုလုပ်နေတဲ့ရင်းထင်းရဲများကိုမြင်းညာ Black Tiger MPD တပ်ဖွဲ့ကရဲဘော်များကမိုင်းတလုံးနဲ့ဖောက်ခွဲတိုက်ခတ်ရာရင်းထင်းရဲတအူအပြင်းထန်ဒဏ်ရာရရှိသွားပြီးတော့မြင်းညာပြည်သူစေယုံကြီးပေါ်မှာစေကူတောင်းမှုခံယူနေရတယ်လို့သိရပါတယ်။တေလားရှင်လားတော့ဆက်ပြီးတော့သတင်းမရသေးဘူး။ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်တော့သိရတယ်။မိုင်းကတလုံးနဲ့ပါမိုင်းစစ်စင်ရေးလုပ်ဖို့ကနေရာ၃ခုပေါ့။ စစ်သားတွေရှိတဲ့နေရာရောရဲတွေရှိတဲ့နေရာရော မော်တော်ဘီကယ်ရှိတဲ့နေရာရောစုစုပေါင်းလုံဖို့က၃နေရာပါဒါပေမဲ့စစ်သားတွေရှိတဲ့နေရာနဲ့ရဲတွေရှိတဲ့နေရာမှာကပြည်သူတွေကအကြကြီးရပ်ပြီးတော့စကားပြောနေတာအဲ့ဒါကြောင့်မို့လို့မိုင်းခွဲလို့မရဘူးဖြစ်သွားတာခွဲလိုက်ရင်ပြည်သူတွေထိမှကြောက်လို့ပါအဲ့ဒါကြောင့်မစ်ရှင်တစ်ခုကိုဖြတ်ပြီးတော့မော်တော်ဘီကယ်ရှိတဲ့နေရာကိုပဲခွဲလိုက်တာပါအဲ့ဒီနေရာမှာလည်းမော်တော်ဘီကယ်ကတယောက်တည်းရှိတဲ့နေရာဆိုတော့အဲ့ဒီတယောက်ကိုပဲခွဲလိုက်တာမိုင်းခွဲပြီးတော့15မိနစ်လောက်နေပြီးပြန်သွားကြတယ်လို့မြင်းချန် Black Tiger MPD တပ်ဖွဲ့ခေါင်းဆောင်ဘိုးမိုက်ခဲကရှင်းပြထားပါတယ် ်မြင်းကြံ Black Tiger MPD တပ်ဖွဲ့အနေနဲ့မြင်းကြံမြို့အတွင်းစီရင်မရှင်၃ခုကိုတပြိုင်နက်တည်းဖော်ဆောင်ရန်စီစဉ်ခဲ့တော်လဲကြံတဲ့စီရင်မရှင်၂ခုမှာပြည်သူတို့ချို့ကအချိန်ကြာမြင့်စွာစစ်ကောင်စီတပ်သားများနဲ့စကားပြောဆိုမှုများပြုလုပ်နေတဲ့အတွက်ကြောင့်အဲ့ဒီမရှင်များကိုဖျက်သိမ်းပြီးတော့ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါဗျမြို့တွင်းစစ်စင်ရေးလှုပ်တာက ပြင်ပမှာတိုက်ပွဲဖော်ဆောင်တာနဲ့မတူပါဘူးပြင်ပမှာတိုက်ပွဲဖော်ဆောင်တဲ့အခါမှာကျွန်တော်တို့ကနည်းနည်းလေးပို့ပြီးတော့လွတ်လပ်တယ်တိုက်ရတဲ့အနေထားမှာလည်းပို့ပြီးတော့အဆင်ပြေတာပေါ့ရန်သူကိုမျက်နှာချင်းဆိုင်ပြီးတော့တိုက်ရတာလေဒီမျိုးရင်းစစ်စင်ကြီးလုတဲ့အခါမှာတော့အချိန်မရွေးအသက်အန္တရာယ်စိုးရင်ရပါတယ်အဖမ်းခံရနိုင်တယ်ဒီလိုအနေထားအခက်ခဲတွေကြားတဲ့ကနေလောက်ရတာဖြစ်ပါတယ်မျိုးရင်းမစ်ရှင်တစ်ခုဖြစ်ဖို့ဆိုတာမလွယ်ပါဘူးဒါပေမဲ့အချိန်ခါခေါင်းမှာလုံနိုင်အောင်လို့စူးစမ်းခဲ့ပါတယ်လုတ်ဖို့အတွက်လည်းအဆင်ပြေခဲ့တယ် ဒါပေမဲ့ပြည်သူတွေအနေနဲ့အခုလိုမျိုးစကားရက်ပြောတဲ့အခါမှာကျွန်တော်တို့ကစိတ်ကောင်းစီသေဖို့ထက်ပြည်သူမထိဖို့ကိုဦးစားပေးတဲ့တပ်ဖြစ်တဲ့အတွက်ကြောင့်မစ်ရှင်ပြည့်စည်ဆုံးရှုံးခဲ့ရပါတယ်။အဲ့ဒီအတွက်လည်းစိတ်မကောင်းပါဘူး။အဲ့ဒါကြောင့်ပြည်သူတွေအနေနဲ့နောက်နောက်မှာဒီလိုစစ်ခွေးတွေနားမှာဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ်သွားပြီးတော့မနေကြဖို့မြစ်တာရက်ခံကြပါတယ်လို့မြင်းကြံ Black Tiger MPD တပ်ဖွဲ့ခေါင်းဆောင်ဘိုးမိုက်ခဲကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းဟဲဟိုမြို့အထွတ်လက်ပံပင်တန်းကျေးရွာအနီးမှာလူသုံးဦးကရင်ထင်းရဲဟန်ဆောင်ပြီးတော့လိုင်စင်မဲ့ကားကိုတိမ့်တယ်လို့ပြောပြီးလိမ့်လည်ယူဆောင်သွားတယ်လို့ KP နဲ့ပါ၃သိန်းလွှဲခိုင်းသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ၆ရက်နေ့မနက်၉နာရီကမှဟဲဟိုကလောလန်တီခေါင်တောင်အစင်းက လက်ပံပင်တန်းမှာရင်ထရဲဝစ်စုံဝစ်စင်ထားတဲ့ဒူတအူအနဲ့ရောင်အင်ဂျီပေါင်းပြီးဝမ်ဆက်ဝစ်စင်ထားတဲ့လူနာအူကဟဲအိုဘက်ကနေဆင်းလာတဲ့ hijack 2010ကားတစ်စီးကိုတားခဲ့ရစစ်ဆေးဟန်ပြုတ်ပြီးတော့ကားကိုတင်းစီယူဆောင်သွားခြင်းဖြစ်တယ်လို့ရေးပိုင်ရှင်းတဲ့နီးစပ်သူတဦးထံကသိရပါဗျ။ပတ်စံမပါတော့ KB တက်ကနေပြီးတော့၃သိန်းလွှဲပေးလိုက်ရပါတယ်။ညှိနှိုင်းမဲ့ပြောတာလည်းမရဘူး။ကားကိုတင်းလိုက်ပြီးပြောတယ်။မနေ့ဖန်မနေ့ကျမှအေးတာရမှလာရွေးလို့ပြောပါတယ်။ဖုန်းနံပါတ်တစ်ခုထားခဲ့ပေးမယ်လို့ပြောပါတယ်။ ကားကိုလည်းတခါတည်းယူသွားတယ်လို့၎င်းကရှင်းပြထားပါဗျ။ရင်ထင်းရဲ့ဟန်ဆောင်ပြီးတော့လိန်လေတဲ့သူတွေဟာရုပ်တည်ရှိစေဖို့အတွက်ကားမောင်းသူရဲ့ဖုန်းထဲက Viber, TikTok စတဲ့လူမှုကွန်ရက် application များနဲ့ကားပေါ်မှာပါလာတဲ့စာအုပ်များကိုပါစစ်ဆေးဟန်ပြုခဲ့တယ်လို့သိရပါဗျ။ရင်ထင်းရဲ့ဟန်ဆောင်ထားသူများက၎င်းတို့ဟာစီမံချက်အရစစ်ဆေးရခြင်းဖြစ်တယ်လို့လည်းပြောဆိုသွားကြောင်းသိရပါဗျ။အဲ့ဒီနောက်ကားပိုင်ရှင်ကရွှေညောင်ဟဲဟိုကလောမျိုးတို့ကရင်ထင်းရဲများထံကိုစုံစမ်းကြည့်ရမှာ အဲ့ဒီနေ့ကလိုင်စင်မဲ့ကားဖမ်းဆီးရေးစီမံချက်မရှိဘူးလို့သိလိုက်ရပါတယ်။ကားယူသွားသူများပေးခဲ့တဲ့ဖုန်းနံပါတ်396639 51154ထံကိုထပ်မံဆက်သွယ်ပြီးတော့မေးမြန်းကြည့်ရမှာလဲဖုန်းဆက်ပိတ်သွားကြောင်းလိန်လယ်ခန်းသူနဲ့နှိဆက်သူများထံကသိရပါတယ်။အခုလိုမျိုးကားတင်းဆဲယူဆောင်သွားမယ်ဆိုပါကတင်းဆဲသူရဲ့ဝန်ထမ်းကတာဝန်ကြရာဌာနတို့ကိုတိတိကျကျမှတ်တမ်းရယူရန်လိုသလိုဌာနဆိုင်ရာနဲ့နှိဆက်သူများထံဖုန်းဆက်ကမေးမြန်းပြီးတော့အကြံဉာဏ်ရယူခြင်းများပြုလုပ်တဲ့နယ်လို့ကားဝယ်ရောင်းသမားတို့ကအကြံပြုထားပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာရင်ထိန်ရဲများဟာစီမံချက်နဲ့စစ်ဆေးရာမှာစစ်တပ်ရဲစသဖြင့်ဌာနဆိုင်ရာအဖွဲ့အစုံပါဝင်တက်ပြီးတော့တတ်မှတ်ထားတဲ့နေရာမှာသာအုပ်စုလိုက်စစ်ဆေးတက်ကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့အချမ်းဘတ်စစ်ကောင်စီကအပြစ်ခတ်ရဲစဲရဲတပ်တန်းကိုတလထပ်တိုးထားတော်လဲအဲ့ဒီကြီးညာချက်ကိုချိုးဖောက်ပြီးတော့ ။နောင်ချုံမြို့နယ်နဲ့တပေကျင်းမြို့နယ်တို့ကိုလေးချောင်းကနေတိုက်ခိုက်ကဖိုးစစ်ဆင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်ဟာ2025ခုနှစ်မေလ6ရက်နေ့ကနေပြီးတော့31ရက်နေ့အထိအပြစ်ခတ်ရန်စဲရေးတပ်တန်းတစ်လထပ်တိုးထားတော်လဲ တောင်ပြည်အတွင်းမြေပြင်ထိုးစစ်ဆင်ခြင်းလက်နက်ကြီးများပြက်ခတ်ခြင်း drone နဲ့လေကြောင်းကိုအသုံးပြုပြီးနေတိုင်းလိုလိုတိုက်ခိုက်နေတယ်လို့ပြောပါတယ်မေလ10ရက်နေ့မနက်6:50မိနစ်အချိန်မှာနောင်ချိုမြို့နယ်တောင်တပ်မတော် PSLF TNL ရှိရာတရက်ချိုရွာအနီးတစ်ဝိုက်ကိုစစ်တပ်ကထိုးစစ်ဆင်လာတဲ့အတွက်ကြောင့်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်အလားတူပဲမေလ10ရက်နေ့ညနေ4:50မိနစ်အချိန်မှာ စစ်တပ်နဲ့ TNL တို့ကြားမှာနောင်ချုံမြို့နယ်ရာပြင်ကြီးွာအနီးတစ်ဝိုက်မှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။နောင်ချုံမြို့ဘူရာရက်ကွက်ဆမ်ဆယ်ရွာနယ်အုံမတီးရွာမှာစစ်ကောင်စီတပ်က Jet Fighter နဲ့မေလ10ရက်နေ့ညနေ4:05မိနစ်အချိန်မှာဘုံခုနှစ်လုံးလက်ရောက်ကျဲချပြီးတော့ပြစ်ခတ်တိုက်ခိုက်သွားတယ်လို့ပြောပါဗျ။စစ်တပ်ရဲ့လက်နက်ကြီးပြစ်ခတ်မှုကြောင့်နေအိမ်၃လုံးနဲ့ကားတစ်စီးဘုံစားထိမှန်ပျက်စီးခဲ့တယ်လို့သိရပါဗျ။ဒါအပြင်မေလ10ရက်နေ့မနေ့9:32မိနစ်အချိန်မှာစစ်ကောင်စီတပ်ကနောင်ချုံမြို့နယ် တဲခေါ်ရွာကနေပြီးတော့ drone နဲ့ဘုံကိုလုံးနဲ့အစိမ့်ဝဲဘုံသုံးလုံးနဲ့အုံမတိကြီးပါကိုလာရောက်ပြီးတော့ကျဲချခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီတပ်က drone နဲ့ဘုံ၁၈လုံးလက်နက်ကြီး14ကြိမ်နောင်ချုံမြို့နယ်9မိုင်နဲ့မမန်တော်ရွာကိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အလားတူပဲမေလ၁၀ရက်နေ့ညနေ3:17မိနစ်အချိန်မှာစစ်ကောင်စီတပ်ကမိုးကုတ်မြို့နယ်နဲ့ဆက်ဆံနေတဲ့တပိတ်ချင်းမြို့နယ် ခုနမိုင်မှာ Jet Fighter နဲ့နှစ်ကြိမ်လာရောက်ပစ်ခတ်သွားတယ်လို့သိရပါဗျ။ညီနောင်မဟာမိတ်၃ဘွဲကငလျင်တန်တဲ့ပြည်သူများနဲ့လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆက်လက်ပြီးတော့ဆောင်ရွက်နိုင်ရေးအတွက်တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့နေရာများမှာထိုးစစ်များကိုပြုလုပ်မှာမဟုတ်ပဲတစ်ဖက်သက်အပြစ်ရတဲ့ကာလကိုနောက်ထပ်တစ်လတက်တန်းတိုးထားတယ်လို့မေလာတရက်နေ့မှာထုတ်ပြန်ကြေညာထားပါတယ်ပြည်သူများအနေနဲ့စစ်ကောင်စီတပ်ကအပြစ်ရတဲ့တက်တန်းတစ်လတိုးထားတော့လဲ နေတိုင်းလိုလိုဘုံကျဲတိုက်ခိုက်မှုများရှိနေတဲ့အတွက်ကြောင့်စစ်ကောင်စီတပ်ရဲ့လေးချောင်း brown လက်နက်ကြီးပြစ်ခတ်တိုက်ခိုက်မှုရန်ကနေပြီးတော့ရှောင်ရှားနိုင်မှုအတွက်စစ်ရေးအသည့်တရိပ်အများအားရှိရန်လိုအပ်တယ်လို့ TNL ကတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံတပ် KI မှာတော်လန်ကနေတဆင့်တရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား15ဦးကိုထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ10ရက်နေ့ည7:00နာရီခွဲအချိန်မှာတော်လန်အတိုင်းတောင်ရင်မြစ်ကမ်းတလျှောက်မှာအထုပ်များတည်ယူပြီးတော့ဝင်လာကြတယ်။တရားမဝင်မြန်မာနိုင်ငံသား15ဦးကိုဖမ်းဆီးရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။၎င်းတို့မှာစာရွက်စာတမ်းများမရှိဘဲထိုင်းနိုင်ငံအတွင်းကိုခိုးဝင်လာခြင်းဖြစ်တယ်လို့သိရပါတယ်။ဖမ်းဆီးရရှိတဲ့မြန်မာနိုင်ငံသား15ဦးထဲမှာအမျိုးသား9ဦးနဲ့အမျိုးသမီး10 ဦးတို့ပါဝင်ပြီးတော့ထိုင်းနိုင်ငံမှာလာရောက်ပြီးတော့အလုပ်လုပ်ရန်ခိုးဝင်လာကြခြင်းဖြစ်တယ်လို့ထွက်ဆိုထားပါတယ်။၎င်းတို့ကိုထိုင်းဥပဒေများအရအရေးယူသွားမှာဖြစ်တယ်လို့ထိုင်းရဲတပ်ဖွဲ့ကဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပြေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး BN ရဲ့အပေါင်းကကင်းဝေးပြီးတော့ အချက်ပါစစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ